မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့သင်ရဲ့တစ်ဖက်လူကသင်ကိုလုံးဝဆွေးနှင်းစေဖို့ affirmation တစ်ခုပေးမှာဖြစ်ပါတယ် affirmation ကိုမြန်မာလိုပြောရရင်တော့အတီးပြူးရွေးဆိုရတဲ့စကားလုံးတွေပဲဖြစ်တယ် ဒီ information ကိုရွှေ့ဆိုခြင်းအပြင်သင်ရဲ့ energy ကို ရုတ်တရက်အပြောင်းလေးဖြစ်စေတယ်။ဒါကြောင့်သူ့ဖက်ကသင်အကြောင်းကို မတွေးတော့မစင်စားပေနဲ့မနေနိုင်ဘူး။ဒါအပြင်သူကသင်ကိုဆွေးနွေးလာပါလိမ့်မယ်။ဒီ information ကို များများရွှေ့ဆိုခြင်းအပြင်သင်ဟာရွေးရှိခံရတဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်။လူရှင်နှစ်သက်ဖွေကောင်းတဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်။ဒါအပြင်သင်ရဲ့ energy ကိုဘယ်သူကမှဆင်ကျင်နိုင်မှာမဟုတ်ပါဘူး။ ဒီ affirmation ကိုမပြောပြသေးမီမိတ်ဆွေတို့အနေနဲ့တိတင်တိထိုက်တာလေးတွေကိုတော့နည်းနည်းပြောပြစေတကယ်တော့ကျွန်ုပ်တို့ဟာကိုလိုရှင်နေတဲ့အရာတွေကို manifest ဖြစ်စေတာ မဟုတ်ပါဘူးကိုဖြစ်နေတဲ့အရာကိုပဲ manifest ဖြစ်စေတာပါ တနည်းအားဖြင့်ပြောမေဆိုရင်ကိုစိတ်ထိမှာခံစားနေရတဲ့အရာတွေကိုပဲ manifest ဖြစ်စေပါတယ် အဲ့ဒီတော့တင့်ရဲ့စိတ်ထိမှာတင့်ဟာရွေးရှိခံရတဲ့လူဖြစ်တယ်တော့တင့်နေတဲ့အချိန်မှာဒါမှမဟုတ်တင့်ဟာလူရှင်မမိုးဝေကောင်းတဲ့သူတယောက်ဖြစ်နေတယ်တော့တင့်နေတဲ့အချိန်မှာဒါမှမဟုတ်တင့်ဟာတင့်ရဲ့ energy ကိုဘသူကမှဆင့်ကျင်နိုင်မှာမဟုတ်ဘူးလို့တင့်တင့်နေပြီဆိုရင်တင့်လူရှင်တဲ့အရာတွေကိုလွေကူစွာ manifest ဖြစ်ပါလိမ့်မယ်တနည်းအားဖြင့်ပြောမေဆိုရင်တင့်လို့ရှင်နေတဲ့တင့်ရဲ့တစ်ဖက်လူကို manifest ဖြစ်နိုင်ပါလိမ့်မယ်။ သင်လိုရှင်နေတဲ့သင်ရဲ့ချစ်သူသင်ရဲ့တစ်ဖက်လူကို manifest ဖြစ်ဖို့သင်က သူ့ရဲ့အချစ်ကို လိုက်နေရမှာမဟုတ်ပါဘူး။သင်ဟာတကယ်ကိုညှို့အားကောင်းတဲ့သူ၊ဆွေးဆောင်အားကောင်းတဲ့သူ ဖြစ်လာဖို့ပဲလိုအပ်တယ်။တနည်းအားဖြင့်ပြောမေဆိုရင် သင်မှာ magnetic energy တွေအများကြီးရှိလာဖို့လိုအပ်တယ်။သင်မှာ magnetic energy တွေများများရရှိလာတဲ့အခါသူဟာသင်ဘဝထေကိုပြေးဝင်ရောက်ရှိလာပါလိမ့်မယ်။ သူဟာတင့်ဘဝအထိကိုရောက်ရှိလာဖို့တင့်အနေနဲ့တခြားအရာတွေကိုစူးစမ်းစရာမလိုပါဘူးအခုပြောပြပေးမယ့် affirmation ကိုသာထက်တလီလီရွတ်ဆိုပါပြီးရင်အဲ့ဒီအရာကိုယုံကြည်ပေးပါခုပြောခဲ့တဲ့အတိုင်းအဲ့ဒီ affirmation ကိုနေ့စဉ်နေ့တိုင်းရွတ်ဆိုလိုက်တဲ့အခါသူ့ဖက်ကသင်ရဲ့အခြေကိုလိုရှင်တော့လိုက်လာတာတွေသင်ကိုဆက်သွေလာတာတွေသင်နဲ့အတူတကွရှိနေရှင်တာတွေကိုသင်ကြုံတွေ့ရပါလိမ့်မယ်အဲ့ဒီ affirmation ကတော့ ငါဟာသူ့လိုရှင်နေတဲ့သူတယောက်ဖြစ်တယ်။သူဟာငါကိုတခြားအရာတွေထက်ပိုမိုလိုရှင်တယ်။သူဟာငါအကြောင်းကိုအမြဲတမ်းစဉ်းစားနေတယ်။ငါဟာသူ့ဆွေးနေနေတဲ့သူတယောက်ဖြစ်တယ်။သူဟာအမြဲတမ်းငါနဲ့အတူတကွာရှိနေရှင်တယ်။ငါဟာသူ့အတွက်မေးလို့မရတဲ့သူတယောက်ဖြစ်တယ်။သူဟာငါကိုအမြဲတမ်းရွေးရှည်နေတယ်။ငါဟာ ရွေးရှိခံရတဲ့သူတယောက်ဖြစ်တယ်။သူဟာငါနဲ့အတူတကွရှိနေပြီဆိုရင် သူ့ရဲ့စိတ်ထိပ်မှာအယင်းကိုပျော်ရွှင်နေတယ်။ငါဟာသူ့အတွက်တည်ဖို့အရှိဆုံးစုလဲတစ်ခုဖြစ်ပါတယ်။ဒါကမိတ်ဆွေအနေနဲ့ရွေးဆိုရမယ် affirmation ပဲဖြစ်ပါတယ်။ affirmation ကတော့ဒီလောက်သေးပါပဲ။ဒီ affirmation ကို နေ့စဉ်နေ့တိုင်းထက်တလီလီရွေးဆိုပေးပါ ကိုမှအာနေတဲ့အချိန်တိုင်းမှာရွေးဆိုပါတရက်မှာအချိန်100 200ရွေးဆိုလို့ရပါတယ်ဒါပေမဲ့ရွေးဆိုတဲ့အခါတော့အထီးကအရေးကြီးတာကတော့စိတ်ခင်စားချက်အပြည့်နဲ့ရွေးဆိုဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့စိတ်ခင်စားချက်ထိမှာကိုရွေးဆိုနေတဲ့ affirmation ကိုနှိမ့်မြှုပ်ထားဖို့လိုအပ်ပါတယ် ဒီ affirmation ကိုအချိန်ဖြန်များစွာရွယ်ဆိုရှင်းအဖြစ်သင်ရဲ့မသိစိတ်ထိမှအဲ့ဒီ affirmation အကြောင်းကိုယုံကြည်လာပါလိမ့်မယ်သင်ရဲ့မသိစိတ်ထိမှ affirmation ဟာတကယ့်ကိုနှိဝင်သွားပြီ တကယ့်ကိုစိတ်ဝင်သွားပြီဆိုရင်သင်ရဲ့မသိစိတ်ကအဲ့ဒီ affirmation နဲ့သက်ဆိုင်တဲ့ဖြစ်တည်မှုကိုသင်ကိုထုတ်ပေးပါလိမ့်မယ်အဲ့ဒီအခါသင်ချစ်ခင်နှစ်သက်တဲ့သူက သင်ကိုလုံးဝလုံးဝဆွေးနေလာပါလိမ့်မယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတယ်မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်